အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကိုရီးယားဘာသာစကားရဲ့ရုပ်ပုံစံပြောင်းလဲနေတဲ့ကဒီ runner song နဲ့ကရိယာတွေကနေပြီးတော့ရုပ်ပုံစံပြောင်းလဲတဲ့နည်းစနစ်လေးကိုသင်ပေးသွားမှာဖြစ်ပါတယ် runner song နဲ့ကရိယာတွေကကြတော့ဒီအော်ရုပ်ပုံစံပြောင်းလဲတဲ့အခါမှာမှတ်စရာလေးတွေနည်းနည်းပို့ပါတာဖြစ်တဲ့အတွက်ချင်းချက်အနေနဲ့ထုတ်ပြီးတော့သင်ပေးထားတာဖြစ်ပါတယ်ဟုတ်ပြီနော်ခေါင်းစဉ်လေးကိုဖတ်ကြည့်ရအောင် runner song နဲ့ကရိယာကအအတန်နဲ့စတဲ့တရားနဲ့တွေ့လျင် ra နှလုံးပွားတလုံးကရစ်ရှိကစကလုံးရဲ့အသက်နေရာပို့ ကြံတလုံးကရစ်ရှိကစကလုံးရဲ့တရကိုကြည်ပြောင်းအာယာအိုဆိုလင်အာယူပေါင်းဥဩဥဧကျန္နာအလုံးအောယူပေါင်းနောက်ခေါက်ဖမယ်နော်ရစ်နဲ့ဆုံးတဲ့ကရိယာကအအတန်နဲ့စတဲ့တရာနဲ့တွေ့လျင်ရာနှလုံးပွားတလုံးကရစ်ရှိကစကလုံးရဲ့အသက်နေရာပို့ကြံတလုံးကရစ်ရှိကစကလုံးရဲ့တရကိုကြည်ပြောင်း အာယာအိုဆိုလင်းအာယူပေါင်းဥဩဥဧဇနာအလုံးအော်ယူပေါင်းဆိုတဲ့ဒီခေါင်းစဉ်လေးအတိုင်းပဲယူပုံစံပြောင်းလဲသွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ခေါင်းစဉ်ရှိပေမဲ့လွယ်ပါတယ် ကဲဒီမှာပါရုတာဆိုတာကြတော့မြန်သည်ဟုတ်ပြီနော်ပါရုတာဆိုတာကကြတော့မြန်သည်အဲ့ဒီမြန်သည်ဆိုတဲ့ကရိယာကိုတဲပါတဲ့သရာပြောင်းတော့မယ်ဆိုလို့ရှိရင်ပထမဦးဆုံးကရိယာကဒါကိုဖြုတ်မယ်ဟုတ်ပြီနော်ဒါရဲ့ရှေ့ရဆက်ကလုံးကိုကြည့်လိုက်တော့ခါကြတော့ root ကိုတွေ့တယ်ဟုတ်ပြီနော် root ကိုတွေ့တဲ့အခါမှာယူပုံစံပြောင်းတော့မယ် are you all you ဆိုတဲ့အအတန်နဲ့စတဲ့သရာနဲ့တွေ့တယ်ဆိုလို့ရှိရင် ra နှလုံးပွားပေးရတယ် ra နှလုံးကမှတလုံးကဘယ်ကိုပို့မှာလဲဆိုတော့ဒီ root ရှေ့ကဆက်ကလုံးရဲ့အောက်ကိုအသက်နေရာပို့လိုက်တာဖြစ်တဲ့အတွက်ဒီမှာတလုံးပို့လိုက်ပြီးပို့လိုက်ပြီးပြီးတော့ခါကြတော့ဗာတလုံးကြံ ပါတယ်ဒီမှာရတလုံးကျန်ပဲနှလုံးဆိုတော့ဒီမှာတလုံးကျန်သေးတယ်အဲ့ဒီကျန်သေးတဲ့တလုံးကိုကြာတော့နောက်ကနေအာယူပေါင်းပေးရမှာလားအောယူပေါင်းပေးရမှာလားကဘယ်ရာကိုကြည့်ရမှာလဲဆိုတော့ဒီရစ်ရှိကစကလုံးရဲ့ဒီမှာတရကိုကြည့်လိုက်တယ်အာယာအိုဆိုလို့ရှိရင်ကြာတော့ဒီမှာအာယူပေါင်းပေးရမယ် U O U E ကျန်တာအားလုံးကြတော့ all you ပေါင်းပေးရမယ်။ဟုတ်ပြီနော်။အဲ့ဒါဆိုတော့ခါကြတော့ဒီ rich ရဲ့စကားလုံးလေးကဒီမှာ atra ဖြစ်တဲ့အတွက် are you ပေါင်းပေးရတာ။ဟုတ်ပြီနော်။အဲ့ဒါဆိုတော့ခါကြတော့ဒီမှာ para အပေါင်း are you ပေါ့။ဟုတ်ပြီ။အဲ့ဒါဆိုတော့ခါဒီမှာ ra နဲ့ a နဲ့ပေါင်းလိုက်တဲ့ခါကြတော့ ra ဖြစ်သွားတာပေါ့။ဟုတ်ပြီနော်။ ra ဖြစ်သွားတယ်။အဲ့ဆိုတော့ခါကြမှာဆိုလို့ရှိရင်ပေါင်းရင်လိုက်တော့ ပါရာယူဒါပေမဲ့အတန်ထွက်တဲ့အခါမှာတော့ပါလာယူလို့ထွက်ရမယ်ဒီလသက်နဲ့ဒီရာပြီးနဲ့တွေ့တဲ့အခါမှာကျတော့လအတန်ထွက်ပြရတယ်လအတန်ထွက်ပြရတယ်ဒီလသက်နဲ့ဒီရာပြီးနဲ့တွေ့တဲ့အခါမှာလအတန်ထွက်ပြရတာဖြစ်တဲ့အတွက်ပါလာယူမြန်ပါတယ်ဆိုပြီးတော့သူကပြောင်းပြရမှာဖြစ်ပါတယ် ဟုတ်ပြီဒါဆိုလို့ရှိရင်သူကအတိတ်ကိုပြကြတယ်ဆိုလို့ရှိရင်ကျတော့အပေါ်မှာအာယူပိုင်းအောက်မှာအဆောယူပေါင်းမယ်ဟုတ်ပြီနော်ပါရအပေါင်းအဆောယူဟုတ်ပြီနော်ဒီနေရာလေးတွေကိုနားလဲတယ်နော်အဲဆိုတော့အပေါ်မှာကကျတော့တေပါတယ်အာယူပေါင်းမယ်အတိတ်ကိုပြကြတယ်ဆိုရင်အဆောယူပေါင်းမယ်အဲဆိုတော့ခါကျတော့ပါရနဲ့ဒီအဆောယူနဲ့ပေါင်းတော့ခါကျတော့ဒီမှာရကဒီအနေရာမှာဒီအအပြင်းနေရာမှာ ဝင်သွားတာဖြစ်တဲ့အတွက် ra ဆိုတဲ့ပုံစံမျိုးဖြစ်သွားမှာပါ ra ဆော်ယူဒါပေမဲ့ဒီမှာ la ဆော်ယူလို့အတန်ထွက်မယ် la တက်နဲ့ဒီ ra ပြီးနဲ့တွေ့တဲ့အခါမှာ la အတန်ထွက်ပြရတယ်ဟုတ်ပြီနော်သူတို့နှစ်ခုတွေ့တဲ့အခါဒီမှာ la တက်နဲ့ ra ပြီးနဲ့တွေ့တဲ့အခါမှာ la အတန်ထွက်ပြရတယ်ပါ la ဆော်ယူမြန်ခဲ့ပါတယ်ဆိုပြီးတော့ယူပုံစံပြောင်းပြရမှာဖြစ်ပါတယ်ပါ la ဆော်ယူမြန်ခဲ့ပါတယ်ဟုတ်ပြီနော်သူကတဲပါတယ်ဆိုရင်ပါလာယူမြန်ပါတယ် မြန်ခဲ့ပါတယ်ဆိုရင်တော့ပါလဆော်ယိုမြန်ခဲ့ပါတယ်ဟုတ်ပြီလားဒီလိုလေးပြောင်းပြရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်လုံးကိုကြည့်မယ်ဂိုရုတာဆော်ကကြတော့ ရွေးချယ်သည်အဲ့ဒီရွေးချယ်သည်ဆိုတဲ့ဒီကရိယာကိုတဲပါတယ်ယူပုံစံပြောင်းမယ်ယူပုံစံပြောင်းမယ်ဆိုပထမဆုံးဒါကိုဖြုတ်မယ်ဒါရဲ့ရှေ့ရဇာကလုံးကိုကြည့်တော့ root ကိုတွေ့ပြီဟုတ်ပြီနော်အဲ့ဆိုတော့ root တွေကကြတော့သူက are you all you အတန်းနဲ့စားတဲ့တရားနဲ့တွေ့တယ်ဆိုလို့ရှိရင် ra နှလုံးပွားပေးရမယ်တလုံးကဒီ root ရှေ့ရဇာကလုံးရဲ့အောက်ကိုဒီမှာအသက်တလုံးပို့ပေးလိုက်တယ်အသက်နေရာမှာတလုံးပို့ပေးတယ်အဲ့ဆိုတော့ကကြဒီမှာတလုံးကျန်တယ်ဟုတ်ပြီနော်တလုံးကျန်တယ်အဲ့ဒီတလုံးကိုကြတော့ are you ပေါင်းပေးရမှာလား all you ပေါင်းပေးရမှာလားဆိုရင် ဒီကရုရှားစကလုံးကိုကြည့်ရတယ်ဒီမှာအာယာအိုဒီတရကအာယာအိုဖြစ်တဲ့အတွက်ဒီမှာအာယူလေးကပ်ပေးလိုက်တာဟုတ်ပြီနော်ဒါကတော့ဒီတဆင့်ကိုကြော်လိုက်ပါပြီဒီတဆင့်ကိုကြော်လိုက်ပြီတကယ်လို့မရဘူးဆိုရင်တော့ကိုတဆင့်ချင်းပြန်ပြီးတော့ကြည့်ပါဟုတ်ပြီနော်ဒါဆိုတော့အခါကျတော့ဒီမှာကိုလာယိုရွေးချယ်ပါတယ်ဆိုပြီးတော့ဖြစ်သွားတယ်ဟုတ်ပြီနော်အတန်ထွက်တဲ့အခါမှာဒီမှာလတ်တက်နဲ့ဒီရာဘီနဲ့တွေ့တဲ့အခါမှာလတ်အတန်ထွက်ပြရတယ်ဟုတ်ပြီနော်လွယ်လွယ်မှတ်မယ်ဆိုလို့ရှိရင်တော့ဒီမှာရာနှလုံးတွေ့ရင်လတ်အတန်ထွက်ဆိုပြီးမှတ်ထားလို့လည်းရပါတယ်ဟုတ်ပြီနော်ဒါဆိုတော့ကိုလာယိုရွေးချယ်ပါ တယ်အတိတ်ကိုပြကြင်နေဆိုလို့ရှိရင်ကြတော့အဆော်ယူနဲ့ပေါင်းအောင်လာဖြစ်တဲ့အတွက်ဂူလတ်ဆော်ယူရွေးချယ်ခဲ့ပါတယ်ဂူလတ်ဆော်ယူရွေးချယ်ခဲ့ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီနောက်တစ်လုံးကကြတော့ဒီမှာ โอรุตาဆိုတာကကြတော့တက်တည်ဟုတ်ပြီလားโอโอรุตาဆိုတာကြတော့တက်တည်အဲ့ဒီတက်တည်ဆိုတာကို तू อ่ะယူပုံစံပြောင်းရင်တက်ပါတယ်ဆိုတော့ယူပုံစံပြောင်းမယ်ပေါ့ဟုတ်ပြီเนาะအဲ့ဆိုတော့ခါကြပထမဆုံးကရိယာကနေပြီးတော့ဒီမှာဒါကိုဖြုတ်လိုက်တယ်ဒါရဲ့ရှေ့ရစကလုံးကိုကြည့်လိုက်တော့ခါကြတော့ root ကိုတွေ့တယ်ဟုတ်ပြီလား root ကိုတွေ့တယ်ဆိုလို့ရှိရင် तू က are you all you ဆိုတဲ့အအတန်နဲ့စတဲ့တရားနဲ့တွေ့တဲ့ခါမှာ root က ra နှလုံးပွားပြရတာဆိုတော့ဒီမှာ ra နှလုံးပွားပြမယ်အဲ့တလုံးကကြတော့ root ရှေ့ရစကလုံးရဲ့အောက်ကိုအသက်နေရာကိုပို့တယ်ဒီမှာတလုံးကျန်တယ်ဟုတ်ပြီเนาะ အဲ့တလုံးရဲ့နောက်မှာအာယုကပ်ပြရမှာလားအောယုကပ်ပြရမှာလားဆိုတော့ဒီ root ရဲ့ရှေ့ကစကလုံးရဲ့တရကိုကြည့်လိုက်တယ်တရကိုကြည့်လိုက်တဲ့အခါမှာဒီဟာ o တရဖြစ်တဲ့အတွက်ဒီမှာအာယုလေးကပ်ပြလိုက်တယ်ဟုတ်ပြီနော်အဲ့ကြတော့အာယုကပ်ပြလိုက်တဲ့အခါကျတော့ o la yu ဒီမှာလတက်နဲ့ဒီ ra ကြီးနဲ့တွေ့တဲ့အခါမှာကျတော့လအတန်ထွက်ပြီးတယ်မှာ o la yu ဆိုတာကျတော့တက်ပါတယ်ဟောမြန်မာလိုအောက်ရောက်နေနော်ဒီမျိုးလေးတွဲကြည့်လိုက်ပါလို့ဟုတ်ပြီနော်အဲ့ဆိုတော့ အလာယိုဆိုတာကြတော့တက်ပါတယ်ဟုတ်ပြီနော်ဒါဆိုတော့ခါကြအတိတ်ကိုပြကျင်နေဆိုလို့ရှိရင်ကြတော့အဆော်ယိုနဲ့ပေါင်းပြရမှာဖြစ်တဲ့အတွက်အလာဆော်ယိုတက်ခဲ့ပါတယ်ဆိုပြီးဖြစ်သွားမှာဟုတ်ပြီနော်အလာဆော်ယိုတက်ခဲ့ပါတယ်ဟုတ်ပြီလားဒီလိုပုံစံမျိုးလေးပြောင်းပြရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့သူကခေါင်းစဉ်လေးတော့တေချာဖက်မှရမယ်ဖက်ပြီးတော့ခါကြတော့မှတစင်ချင်းလုတ်သွားရင်လွယ်ပါတယ်ခေါင်းစဉ်လေးကဒီမှာရွတ်နဲ့ဆုံးတဲ့ကရိယာကရိယာတွေကအာအတန်နဲ့စားတဲ့တရားနဲ့တွေ့အာအတန်နဲ့စားတဲ့ဆိုတော့ဟူအာယူအောယူဆိုတာကအာအတန်နဲ့စားတဲ့တရားပဲအာအတန်နဲ့စားတဲ့တရားတွေက အများကြီးရှိတယ်အခုဒါကကြတော့ IU OU နဲ့ပေါင်းရတာဖြစ်တယ်ဟုတ်ပြီနော် IU နဲ့ OU နဲ့ပေါင်းတဲ့အခါမှာသူက ra နှလုံးပွားသွားတယ်အဲ့ဒီကောင်ပွားသွားတဲ့ ra နှလုံးကကြတော့ဒီတလုံးကကြတော့ rich ရှီကစကလုံးရဲ့အသက်နေရာကိုပို့ပေးရတယ်။ကျန်တဲ့တလုံးကကြတော့ဒီ rich ရှီကစကလုံးရဲ့ဒီတရကိုကြည့်ပြီးတော့ ayo ဆိုလို့ရှိရင် ayo ပေါ့ u o u e ကျန်တာအလုံး oyu ပေါင်းဆိုတဲ့ဒီစီမင်းစီကန်လေးနဲ့အတူတူ တခြားဖတ်ပြီးတော့ခါကြတော့ဒီရုပ်ပုံစံပြောင်းလဲကြည့်ပါလို့เนาะဒါဆိုလို့ရှင်ရသွားမှာပါဟောပြီဒါဆိုလို့ရှင်ဒီမှာပါရုဒာမြန်ဒီယူရုပ်ပုံစံပြောင်းမယ်ဆိုလို့ရှင်ကြတော့ပါလာယူမြန်မာတယ်အတိတ်ကိုပြခြင်းနဲ့ဆိုရင်တော့ပါလတ်ဆော်ယူမြန်ခဲ့ပါတယ်ပါလာယူမြန်မာတယ်ပါလတ်ဆော်ယူမြန်ခဲ့ပါတယ်ဟောပြီเนาะ ။ဒါဒီမှာဆိုလို့ရှိရင်ဂိုရုတာဆိုကြတော့ရွေးချယ်သည်ဂိုရုတာရွေးချယ်သည်ဒါဆိုလို့ရှိရင်ရွေးချယ်ပါတယ်ကြတော့ဂိုလာယုရွေးချယ်ပါတယ်ဂိုလာယုရွေးချယ်ပါတယ်အတိတ်ကိုပြချင်တယ်ဆိုရင်တော့ဂိုလတ်ဆော်ယုရွေးချယ်ခဲ့ပါတယ်ဂိုလတ်ဆော်ယုရွေးချယ်ခဲ့ပါတယ်။ဒါဒီမှာဆိုလို့ရှိရင်အိုရုတာဆိုကြတော့တက်သည်ဟောပြီးအိုရုတာတက်သည်အိုလာယိုဆိုတာကကြတော့ဒီမှာတက်ပါတယ်အိုလာယိုတက်ပါတယ်အတိတ်ကိုပြချင်တယ်ဆိုရင်တော့အိုလတ်ဆော်ယိုတက်ခဲ့ပါတယ်အိုလတ်ဆော်ယိုတက်ခဲ့ပါတယ်ဟုတ်ပြီနော်ဒီပုံစံလေးနဲ့ယူပုံစံပြောင်းကြည့်ပါလို့နော် တစ်ခေါက်ကနေနှစ်ခေါက်နှစ်ခေါက်ကနေသုံးခေါက်ဖတ်ပြီးတော့တေချာလေးလေ့လာကြည့်ပါဒါဆိုလို့ရှိရင်ဒီ root ကနေပြီးရုပ်ပုံစံပြောင်းလဲတာလေးကိုရသွားမှာပါလို့နော်အားလုံးပဲဒါဆိုလို့ရှိရင်အဆင်ပြေကြပါစေကိုရီးယားဘာသာစကားကိုကောင်းမွန်စွာလေ့လာနိုင်ကြပါစေရှင်အားလုံးအဆင်ပြေကြပါစေနော်